ထိုင်းနိုင်ငံမဟာချိုင်မြို့မှာတွားရောက်အလုတ်လုတ်ကင်နေတဲ့မြန်မာအမျိုးသမီးတအူကိုထိုင်းအမျိုးသား6ဦးကပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကအာရမပြုကျင်းခဲ့မှုကိုတရားဥပဒေအတိုင်းထိတိယောက်ရအရေးယူဆောင်ရွက်ပေးဖို့ဒီကနေ့ရန်ကုန်မြို့ဘိုးစိမ်မန်အားကစားခွင့်မှာအမျိုးပါသားသာသနာစောင့်ရှောက်ရေးအဖွဲ့ကတန်ကားတော်တွေကတောင်းဆိုခဲ့ကြပါတယ်။ RFA တတင်းတော်ကိုတိဟာထွန်းကတင်ပြထားပါတယ်ရှင်။ထိုင်းနေမြန်မာချစ်ကြည်စွာ င်ငံမဟာချိုင်မျိုးကထိုင်းယူနီယံအလို့ယုံရဲ့စစ်ရုံတစ်ခုမှာအလို့လောက်ကင်နေတဲ့မြမအမျိုးသမီးမန်းအင်ချစ်ပိုင်ကိုထိုင်းမျိုးသား၆ဦးကအထမပြုကျင့်ခဲ့တာကိုထိုင်းအစိုးရကတရားဥပဒေအတိုင်းအရေးယူပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ဆန္ဒပြပွဲကိုမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ကဆရာတော်တွေနဲ့မြမအမျိုးသားကွန်ရက်အဖွဲ့ဝင်တွေပူးပေါင်းပြုလုပ်တာဖြစ်ပါတယ်။ဒီလိုအရမပြုချင်းခံရမှုကိုကန့်ကွက်ကြောင်းမြမအစိုးရအနေနဲ့ထိုင်းအစိုးရကိုတရားဝင်အကြောင်းကြားစာပေးဖို့လိုတယ်လို့ဆန္ဒပြသူတွေကပြောပါတယ်။ ဌာနကကံကွက်စာတွေအများရစေအချိန်မီထုတ်ပြန်မှုလိုပါတယ်ခင်ဗျာအဲ့ဒါလိုဟန်တားမှုကံကွက်မှုစာတွေကိုတန်ယုံကနေတစ်ဆင့်လှုပ်ဆောင်သွားမယ်ဆိုရင်နောက်နောက်ခါမြန်မာတွေအပေါ်မှာဒီတော့မှလည်းစော်ကားရမှာမဟုတ်ဘူးပြည်ပနိုင်ငံတွေမှာလည်းစော်ကားခံရမှာမဟုတ်ဘူးလို့ကျွန်တော်တို့ယုံကြည်ကြောင်းကြေညာပါတယ်ခင်ဗျာလက်ရှိအချိန်ထိတော့ ။အမှုကျွလုံသူ6ဦးထဲက2ဦးကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးမိထားတယ်လို့သိရကြောင်းစစ်နာပြသူတွေကပြောပါတယ်။ထိုင်းနိုင်ငံကမြန်မာရွှေပြောင်းအလို့သမားတွေကိုကူညီစောင့်ရှောက်ပေးဖို့တောင်းဆိုတဲ့စာကိုလည်းရန်ကုန်မြို့ကထိုင်းတန်ရုံကိုဒီနေ့တွားရောက်ပေးဖို့မယ်လို့သိရပါဗျ။အဖိုးရရဲ့လုံဖောင်မှုဘုံမှာလည်းဘုန်းကြီးတို့အားရခြင်းနဲ့မှုမရှိပါဘူး။ဒီကိစ္စကိုနိုင်ငံရေးဝန်ကြီးဌာနကနေပြီးတော့ဒီဖင်ထိုင်းတန်ရုံကနေပြီးတော့ထိုင်းတန်မတ်ကိုခေါ်ပြီးတော့ သက်ဖန်ရနိုင်ငံသားရေးဝန်ကြီးဌာနတွေကနေပြီးတော့ဒီကိစ္စကိုဖောင်ရွက်ပေးဖို့တိုက်တွန်းခြင်းပြုခြင်းမရှိပါဘူး။ထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာအသံမတ်အဖတ်ရတဲ့ပုဂ္ဂိုလ်တွေကလည်းဒီလိုကိစ္စမျိုးများများပါပါဒီကိစ္စမှာလည်းမဟုတ်ပါဘူး။ဖောင်ရွက်ပေးတာမျိုးမရှိပါဘူး။မြန်မာတွေကသူများနိုင်ငံမှာရောက်နေတဲ့အခါမှာအဲသူများပြုခြင်းသလိုခေါ်ဖော်ကားခံရတာကမိမိတို့ရဲ့နိုင်ငံရဲ့အရှိန်အဝါအိုးပါမရှိခြင်းတို့ကြောင့်လည်းအဓိကပါဝင်ပါတယ်။ဆန္ဒပြသူတွေကမြန်မာမျိုးသမီးအရမပြုခြင်းခံရမှုအပြင် ထိုင်းနိုင်ငံရောက်မြန်မာအလို့သမားတွေဖိနှိပ်စော်ကားခံရမှုတွေကိုလည်းထိုင်းအစိုးရကကာကွယ်ပေးဖို့တောင်းဆိုကြပါတယ်။ဆက်ကြည့်ရထိုင်းအစိုးရတာဝန်သိစွာမြန်မာပြည်ကိုပေါ်တော့ရေးဥမထိုင်းအစိုးရတာဝန်သိစွာမြန်မာပြည်ကိုပေါ်တော့ရေးဥမထိုင်းနေမြန်မာချစ်တီစွာအင်ဒီကောင်းကပြီးသားပါတောင်းဆိုလာတော့ပြီးခဲ့တဲ့နောက်ဆုံးဖြစ်ပြသွားတဲ့ကလေးမလေးကိုမနိုင်ကျင်လိုက်တဲ့6ဦးကိုခရီးရောက်ဖမ်းဆီးရေးပေးဖို့ နောက်နောက်လည်းဒီလိုမျိုးဖြစ်ပျက်နေဖြစ်လာခဲ့လို့ရှိရင်လည်းတို့အနေနဲ့ဒါထိရောက်စွာအရေးယူဆောင်ရွက်ပေးဖို့နောက်တစ်ခုကအရှင်းအရင်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေလည်းအများကြီးရှိတယ်အဲ့ဒီပုံမှာလည်းကျွန်တော်တို့တွေကတောင်းဆိုပါတယ်ဒီစုံစမ်းဖို့တော့အရေးယူပေးပါလိလိရှိတာတွေမလုပ်ပါနဲ့မြန်မာရွှေပြောင်းလူသမားတွေရဲ့ဒီရပိုင်ခွင့်ဟိုကာဝယ်ဆောင်ရွက်ပေးပါလို့ကျွန်တော်တို့ကမြန်မာနိုင်ငံသားတယောက်အနေနဲ့တောင်းဆိုပါတယ်ဒီမှုကိုဥပဒေတိုင်ဆောင်ရွက်ပေးဖို့ရန်ကုန်မြို့ကထိုင်းတန်ယုံရှိမှာဆန္ဒပြဖို့ကြိုးစားခဲ့ပေမဲ့ခွင့်ပြုချက်မရတာကြောင့်ဘူစိမ်မန်ကွင်းမှာပဲဆန္ဒပြခဲ့တာဖြစ်ကြောင်းပါခင်ဗျာ။